အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတိတိပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။ရေသင်တန်းစလိုက်ကြရအောင်။မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့တရားတွေကိုပိဋကတ်၃ပုံပိဋကတ်ဆိုတာချင်းတောင်းလို့အဓိပ္ပာယ်ရတယ်။ချင်းတောင်းထဲမှာစုပုံပြီးထားသလိုအစုပုံအနေနဲ့ပုံလိုက်မယ်ဆိုရင် တုတ်တံပိရိကတုတ်တံပိရိကဆိုတာကဒါဟိုလူကိုဟိုနေရာမှာဟိုတရားဟောတယ်ဒီလူကိုဒီနေရာမှာဒီတရားဟောတယ်ဒီလူမျိုးအဲ့တရားတွေအားလုံးကိုလိုက်စုတာတုတ်တံ၃ချံတုတ်၃ချံရှိတယ်ဝင်းဒင်းပိရိကဝင်းဒင်း၅ချံရှိပါတယ်ဝင်းဒင်းပိရိကဆိုတာရဟန်းတော်များကျင့်ကြံဖို့အတွက်ဒါဘယ်သိက္ခာပုဒ်ဘယ်သိက္ခာပုဒ်ဘာမလို့ရအောင်ဘာမလို့ရအောင်ဘာလို့ရင်ဘာအဘတ်တင်စေစသည်အပြည့်ဟောကြားထားတာကွီနီငါးချံ တော့တုတ်သုံးချက်ကလည်းဓမ္မခန္ဓာအားဖြင့်တွက်မယ်ဆိုရင်2000နဲ့1000ရှိတယ်ဓမ္မခန္ဓာ2000ဝိနည်းငါးချက်ကလည်းဓမ္မခန္ဓာရည်တွက်တဲ့စနစ်နဲ့ရည်တွက်လိုက်မယ်ဆိုရင်2000 1000ရှိပါတယ်နောက်ကဗိဓမာဗိဓမာ9ချက်ဗိဓမာ9ချက်ရှိတယ်အဘိဓမ္မာခုနှစ်ကျန်ကဓမ္မခန္ဓာနဲ့ရည်တွက်မယ်ဆိုရင်၄000နဲ့2000ရှိတယ်။အဲ့တော့အဘိရဲ့ဓမ္မရဲ့ပေါင်းထားတဲ့အဘိဓမ္မာအဘိဆိုတာက ုတ်တန်တွေဝီနီးရဲ့ထက်ကိုသွားတာလွန်နေအတိတွေကဆိုတာလွန်နေဆိုတဲ့အဓိပ္ပာယ်တစ်မျိုးထွက်တယ်များတာပေါ့တုတ်တန်မှာဟောထားတဲ့တရားထက်လည်းများပြားတယ်ဝီနီးမှာဟောတဲ့တရားထက်လည်းများပြားတယ်တောက်တာလွန်နေအတိတွေကအနက်တစ်မျိုးရှိတယ်နောက်တစ်ခါဝိသိထဆိုတဲ့ဝိသိတ္ထဆိုတဲ့ခေါ်တဲ့အထူးကြားတယ်ဆမ်းပြားတယ်ဗီဒီယိုမှာဟောထားတဲ့နီလန်းတွေကအထူးထူးကြားကြားဆမ်းဆမ်းပြားပဲအထူးတလဲပဲဟောထားတယ် ပုဂ္ဂိုလ်ရတ္တဝါတွေကိုမငဲ့ပဲနဲ့မြတ်စွာဘုရားညံတော်နဲ့ကြဆားနေလို့ဒီအထူးတလေဟောတရားတွေကြောင့်ထူးခြားရတယ်။ဒါကြောင့်မလို့အဘိဓမ္မာဆိုတာကဥဒ္ဒံဝိနည်းတွေထက်အာလွန်တဲ့ထူးဆန်းတဲ့အဘိဓမ္မာခုနှစ်ကျမ်းရှိတယ်။အဥဒ္ဒုတွေခွက်လာမှာအဘိဓမ္မာခုနှစ်ကျမ်းပုဂ္ဂိုလ်ရတ္တဝါတွေမငဲ့ပဲနဲ့ပရမတ်ထတရားတွေတသက်ကိုဟောကြားထားတဲ့ကျမ်းသည်အဘိဓမ္မာခုနှစ်ကျမ်းဖြစ်ပါတယ်။အမေဘိရမခဏကျန်းကိုဖျားရှင်ကိုရောမြတ်ကြီးသည်ဘယ်မှာဟောတယ်လဲဘယ်သူကိုဟောတယ်လဲနည်းနည်းကြည့်ကြအောင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ခုနဝါမြောက်မှာဒါဒိဋ္ဌိတွေကိုနှိမ့်နှဲတဲ့အနေနဲ့တကူပြဇမကပြရိယာအဲတကူပြပြီးတော့နတ်ပြည်ကိုတက်သွားတာဝန်တာနတ်ပြည်မှာတက်သွားပြီးတော့နတ်ပြည်မှာဝါဆိုတယ်နတ်ပြည်မှာဝါဆိုပြီးတော့အမေဖြစ်ခဲ့မှုတဲ့တန်တုတိတနတ်သားကိုအမှုပြုပြီးတော့မှတရားဟောပါတယ်အဲ့ဒါအပြီးတော့မှတရားပါငေါရင်း၃လလုံးဟောတယ် ဝါဝင်ဝါရင်း3လောက်နတ်ပြည်မှာတာဝန်သားနတ်ပြည်မှာဝါဆိုပြီးတော့ဟောတယ်အဲ့တော့အဲ့တော့ဟောတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားဟောတယ်ဘယ်သူဟောလဲဆိုအိပိတကနတ်နတ်ပြည်မှာပိတကကိုဟောတယ်အဲ့တရားကတော့အကျေဟောပါတယ်မြတ်စွာဘုရားရဲ့ကိုရောမြတ်ကြီးတည်လူသားဖရားဖြစ်တဲ့အတွက်ကြောင့်ပေါ့လို့ထမင်းစားတဲ့အချိန်ခန္ဓာကိစ္စဆောင်ရွက်မြတ်အချိန်တွေရှိတယ်အဲ့လိုအခြေမျိုးမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလူပြူကိုဆင်းလာပါတယ်။လူပြူအနောက်တိုက်ရေအိုင်ဆိုဆင်းလာတယ်။ဆင်းလာအဲ့မှာရေရေတွေပါတယ်ချို့ရင်မိုးချို့ ရေမွချိုးပြီးတော့ခန္ဓာကိစ္စဆောင်ရွက်ဆောင်ရွက်ပြီးတော့မြောက်ကျွန်းမှာဆွမ်းခံကြွဆွမ်းခံကြပြီးဆွမ်းဖုံးပေးပြီးတော့ခဏနာအဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကမြတ်စွာဘုရားစီကိုသွားပါတယ်အဲ့လိုသွားတဲ့အခါမှာဖြာရှင်ကိုရမြတ်ကြီးသည် ရှင်သာရိပုတ္တရာအကျဉ်းဟောပါတယ်ဒါဆိုရင်ဘုရားပဲဟောတယ်ရှင်သာရိပုတ္တရာကိုအကျဉ်းဟောတယ်နောက်ပြန်ပါကွာဒီနေ့တော့တလောက်တလောက်တလောက်ဟောလိုက်ပြီအကျဉ်းလေးပဲပြောလိုက်တယ် ရှင်သာရိပုတ္တရာဆိုတာကအမတ္တမဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သဗုဒ္ဓရာကန်းဆက်ပင်လဲကန်းဆက်ကနေပြီးဟဲ့ဒီမှာဒီလောက်ဒီမှာဒါကြိလိုက်ပြလိုက်တယ်လို့ပြလိုက်တာနဲ့ပင်လဲသဗုဒ္ဓရာကြီးကိုမြင်တယ်လို့ပဲနည်းနည်းလေးအကျဉ်းလေးပြောလိုက်တဲ့နဲ့သူအကျယ်ချဲ့ပြီးတော့မြင်ပါတယ်။ဒါကအဲ့ဒီရှင်သာရိပုတ္တရာကအဲ့ဒီအချိန်မှာသူတင်ကတမြို့မှာဝါဆိုတဲ့လူပြည်မှာပေါ့နော်။အဲ့ရှင်သာရိပုတ္တရာစီမှာယဟန်900ရှိတယ်။900ဆိုတာကဒီလို ဘုရားရှင်ကိုရောမြတ်ကြီးတာဝရင်သာကိုတတ်သွားတဲ့အချိန်တတ်သွားဖို့အတွက်တကူပြသေးတာ။ဒိဋ္ဌိတွေနှိမ်နေဖို့တကူပြရတယ်။တကူတွေအစုံစုံယမကပြာရိယာရေအစုံမီးစုံတကူတွေပြအမျိုးမျိုးပုံပုံပြအဲရုပ်ပွားတော်တွေလည်းအမျိုးမျိုးဖန်ဆင်းပြဆင်းရဲလျှောက်တဲ့ပုဂ္ဂိုလ်လျှောက်ရဲတဲ့ပုဂ္ဂိုလ်ရဲအဲ့လိုမျိုးအမျိုးမျိုးဖန်ဆင်းပြတဲ့အခါမှာကြီးညိုပြီးတော့မှအဲ့ဒီကာလလေးမှာပဲယဟန်ပြလိုက်တဲ့ယဟန်900ရှိတယ်။သူတို့ကလည်းပဋ္ဌာန်းဆက်ပါတယ်လို့ပြောရမှာပေါ့ဗျ။အတိတ်တုန်းကဒီဟန်900က ကတ္တဗဗျာရှင်လက်ထက်တော်အခါတော့ကလိုင်ကူတစ်ခုထဲမှာလင်းတို့တွေဖြစ်ခဲ့ဘူးတဲ့အဲ့လိုင်ကူတစ်ခုထဲမှာလင်းတို့တွေဖြစ်တော့ကအဲ့တဲမှာရန်နှပါကနေပြီးသကားလားဒါအဘိဓမ္မာတရားတွေကိုရွတ်ဖတ်ပူဇော်ကြတာပေါ့အခုခေတ်ပဋ္ဌာန်းရွတ်တလို့မျိုးပေါ့ဗျာအဲ့လိုမျိုးရွတ်ဖတ်တဲ့အတန်တွေကိုဒီလင်းတို့သားတွေကကြားခဲ့ဘူးတဲ့နားတော့နားမလဲဘူးပေါ့တိုးတော့ဒါတာယာတဲ့အတန်ဆိုပြီးတော့သူတို့ကြားနေတယ်နားနဲ့အတန်နဲ့တိုက်တော့ကြားစိတ်တွေတော့ပေါ်ပြီးကြားတယ်ကြီးညိုတဲ့သဘောလေးရှိတယ် အဲဒီကံလေးနဲ့တည်တဲ့ခါကျတော့ဒါလူပြည်နဲ့ပြည်မှာကျင်လည်ခဲ့တဲ့အခုဂေါရမဘုရားလက်ထက်တော်အခါမှာဒါလူတွေလာဖြစ်ကြတယ်ဖြစ်ပြီးတော့အဲဒီတကူပြတာကိုတို့ကမြင်တယ်ကြင်ညိုသွားတယ်ကြင်ညိုပြီးတော့မှယဟန်ပြုတယ်ရှင်သာရိပုတ္တရာရှင်မှာယဟန်ဝတ်ကြဘုန်းကြီးဝတ်ကြယဟန်ပြုတယ်အဲတော့ရှင်သာရိပုတ္တရာရဲ့တပည့်တွေအနေနဲ့အသစ်ဆက်ဆက်ယဟန်900ဖြစ်နေတယ်အဲဒီယဟန်900ကိုရှင်သာရိပုတ္တရာကဘုရားကဟောလိုက်တဲ့အကျဉ်းနည်းနဲ့ဟောထားတဲ့အဘိဓမ္မာတရားကိုမကျင်းမကျဲပြန်ဟောတယ် မတင်းမကျန်နေနဲ့ပြဟောတာဒါဆိုရင်ဝါရင်3လပတ်လုံးမှာပဲဒီတရားဟာ300ဖြစ်သွားတယ်အကျေရတာဝန်သာနဲ့ပြီမှာဟောနေတယ်တပြိုင်တည်းတည်းပဲတာရင်သာနဲ့ပြီရနေဖရာရှင်သည်လူပြီကိုဆင်းလာတဲ့အချိန်မှာเนาะသုံးခံကြွတာတို့ခန္ဓာကိစ္စဆောင်ရရေချိုးပညာလုပ်ဖို့ဆင်းလာတဲ့အချိန်မှာနတ်ပြည်မှာဒီတိုင်းပဲလားဆိုဒီတိုင်းမှမဟုတ်ဘူးနတ်ပြည်မှာနေမိတရုပ်ပွားတော်ကဆက်ဟောတယ်လေဖះအမရုပ်ပွားကိုစားထားခဲ့တယ်ရုပ်ပွားအထိတ်ထန်ထားခဲ့တဲ့ ရုပ်ွားတော့ဒီလောက်ဒီနေ့ဒီလောက်ကနေဒီလောက်ဟောနေဒီလိုမျိုးအထိတ်တန်ထားခဲ့တယ်ပြီးတော့မှလူပြူဆင်းလာတယ်အဲအဲ့လိုမျိုးရုပ်ွားတော့ထားခဲ့တာနေမိတာရုပ်ွားတော့ထားခဲ့တာကိုတကူအယမ်းကြီးတဲ့မြန်မာတွေနဲ့တွေလောက်မသိတယ်တုံတန်နဲ့ကတော့မသိဘူးတူဖျားစစ်ဟောတယ်လို့ပဲသူတို့ထင်နေတယ်ဒါဆိုနေပြည်မှာလည်းတိုက်ရိုက်ခေါ်နေတယ်ဟောရင်သုံးလလုံးဟောတယ်စန္ဒကူတော့မှာရှင်သာရိပုတ္တရာကိုအကျဉ်းဟောတယ်ဒါလည်းသုံးလလုံးတနေ့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  ရှင်သာရိပုတ္တရာကနေတခါလူပြည်မှာသူ့ရဲ့တပည့်အတိဆက်ဆက်ယဟန်900ကိုတခါပြန်ပြီးဟောတယ်မကျင်းမကျေပြန်ဟောတယ်ဒါတဘိတ်တဲ့ပဲဒါဆိုရင်ဟွာကျွတ်တဲ့အခါမှာဒီတရားဆုံးတဲ့အခါမှာအလုံးအတူတူပဲပြီးကြတယ်အဲဒီမှာတော့နှစ်တွေကအဲတန်တုတိတနတ်သားတော့သောတာပန်တည်တာပေါ့နော်တခြားနှစ်တွေအဲဂရေရှိ7000လောက်ကတော့ဒါတရားထူတွေပါတွေရကြပါတယ်ဒီမှာလည်းဒီယဟန်900ဟာဒီဝါရင်သုံးလာပြီးတဲ့အခါမှာ ရှင်သာရိပုတ္တရာရဲ့တပည့်ယဟန်900ကတော့မြတ်စွာဘုရားရှင်တာဝရင်သာကနေပြန်ဆင်းပြီးတော့ရှင်သာရိပုတ္တရာရဲ့ဂုံရီတွေဘာတွေပြန်ဟောပြတယ်တခြားတုတ်တန်ဒေသနာလေးတခုဟောလိုက်မှယဟန်တာဖြစ်ကြပါတယ်အခုအဘိဓမ္မာ9ခန်းကိုသင်ပါလားလို့မေးရင်တော့အဘိဓမ္မာ9ခန်းကိုသင်ပါမဟုတ်ဘူးအဲ့မှာဟောတဲ့တရားကတော့အဘိဓမ္မာ9ခန်းလို့ခေါ်ပါတယ်အဲ့ဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့ကျမှအဘိဓမ္မာ9ခန်းကိုအနှစ်ချုပ်ထားတဲ့ အပိုင်းခံတာတွေကိုလက်ရှိဒီမှာအပြီးဒီမှာလို့ခေါ်နေတယ်ဆိုတာကိုရှင်းပြပြီးဒီကတော့နောက်မှဆက်သွားပါမယ်အားလုံးသောတက္ကရာကမအပေါင်းယောဂီပေါင်းတို့သည်ကိုစိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတိယမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ